အလုပ်ဝဲမင်္ဂလာပါကျွန်တော်နာမည်ပြေစောပါကျွန်တော် Japanese language trainer တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာ Japan Battle Scar နဲ့ Myanmar Battle Scar ရဲ့ကွဲပြားရှားနာချက်ချက်တစ်ချက်ကိုပြောပါဆိုလို့ရှိရင်ကျွန်တော်တို့ရှားဖွေသည်ပေါ့နော်မြန်မာပြည်မှာဆိုရင်ကျွန်တော်တို့က Myanmar Battle Scar မှာဆိုရင်ရှားဖွေသည်ဆိုလို့ရှိရင်ဘယ်ဟာပဲရှားရှားပျောက်တဲ့ပစ္စည်းပဲရှားရှားကျွန်တော်မသိတဲ့အရာပဲရှားရှားရှားဖွေသည်ဆိုတဲ့ criteria လေးကိုအသုံးစေတယ်ပေါ့နော်အဲ့တော့ Japan Battle Scar မှာကျတော့ကျွန်တော်တို့နော်ပျောက်တဲ့ပစ္စည်းကိုရှားတာနဲ့ကျွန်တော်တို့ဒီဟာ ရှာဖွေတာနဲ့မတူဘူးပေါ့နော်အဲ့တော့သိရှင်တဲ့အကြောင်းအရာတစ်ခုကိုရှာဖွေတာနဲ့ဒါပျောက်တဲ့ပစ္စည်းရှာဖွေတာနဲ့မတူဘူးပေါ့နော်အဲ့တော့ပျောက်တဲ့ပစ္စည်းတွေပေါ့နော်ဘယ်နေရာမှာကိုယ်ကပစ္စည်းတစ်ခုကိုထားမိတယ်အဲ့တော့အဲ့ဒီပစ္စည်းကိုရှာဖို့အတွက်ဒါရှာဖွေရှာဖွေတယ်ပေါ့နော်အဲ့ဒီကိရိယာလေးအနေနဲ့သုံးမယ်ဆိုရင်ကျွန်တော်စာကားရှိမှနော်ရှာဖွေသည်ဆိုပြီးတော့ ဒါစကားရှိမစနဲ့သုံးဆွဲတယ်အဲကျွန်တော်တို့ကဒါမသိတဲ့အကြောင်းအရာတခုအင်တာနက်တို့နော် YouTube တို့ Facebook TikTok ဒီလို social media နေတဆင့်အင်တာနက်ကနေတဆင့်နော်စာအုပ်တွေကနေတဆင့်ကျွန်တော်တို့ကရှာဖွေရဲဆိုရင်ကျွန်တော်တို့ရှိတာဘဲမှဆိုပြီးတော့သုံးဆွဲတယ်ပေါ့နော်ရှိတာဘဲမှအဲ့တော့စကားရှိမစကြတော့ကျွန်တော်တို့ကပျောက်တဲ့ပစ္စည်းတွေရှာဖွေတာအဲ့တော့ရှိတာဘဲမှစကြတော့ကျွန်တော်တို့က ဒါမတိသိရှင်တဲ့ကိစ္စတခုခုပေါ့နော်အဲ့ဒါကိုစုံစမ်းရှာဖွေတာမျိုးကိုသုံးစေတယ်ပေါ့နော်အဲ့တော့မြန်မာလုံးမှာဆိုရင်ကျွန်တော်ကစုံရှာဖွေတယ်ပေါ့နော်နှစ်ခုလောက်ကတော့ရှာဖွေတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒါဂျပန်ဘာသာစကားနဲ့မြန်မာဘာသာစကားကိုပြပြချက်အချက်တစ်ချက်ကိုပြပြပေးတာဖြစ်ပါတယ်အဲ့တော့အဆုံးထိကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ